ားလုံးပဲမိလာပါ International Break ပွဲစဉ်တွေမတိုင်ခင်ဒီတစ်ပတ်မှာကစားမဲ့ Premier League ပွဲစဉ်17ရက်စိတ်ဝင်စားစရာအကောင်းဆုံးစနေနေ့ရက်အစောဆုံးပွဲစဉ်တစ်ပွဲအဖြစ် The Basic Club နှစ်သင်းဖြစ်တဲ့ Tottenham Hotspur တင်းနဲ့ Manchester United တင်းတို့ရဲ့ပွဲစဉ်ကရှိတယ်ဆိုတော့ဒီပွဲစဉ်ကိုတော့ Tottenham Hotspur တင်းရဲ့အိမ်ခွင်းမှာ Manchester United တင်းကသွားပြီးတော့ကစားရမှာလည်းဖြစ်တယ်ဆိုတော့ဒီပွဲကစိတ်ဝင်စားစရာကောင်းတယ်ဘာကြောင့်လဲဆိုတော့ United တင်းကဒီနောက်ဆုံးထိတဲ့တွေ့ဆုံမှု9ချိန်ဒီနှစ်သင်းရဲ့ထိတဲ့တွေ့ဆုံမှု9ချိန်ကိုကြည့်မယ်ဆိုရင် ်ဒေါ်တရာဟော့စ်ပါတင်ကို၄ချိန်ထီတောင်းအရင်နေထားပြီးတော့မှတစ်ချိန်မဲ့အနိုင်ရထားတဲ့အခြေအနေဆိုတော့ဒီအခြေအနေကိုလက်ရှိ current form အရပြန်ကောင်းလာပြီဖြစ်တဲ့ဒီဖက်မှာလည်းဒါကျွန်တော်တို့ဒေါ်တရာဟော့စ်ပါတင်ကနီးပြအပြောင်းလဲလှုပ်ထားတယ်လက်ရှိ striker ကကျွန်တော်တို့ဗောလေမတည်ငြိမ်နေတဲ့အနေအထားမှာဒါ United အတင်းကအနိုင်ယူသွားမလားဆိုတဲ့မေးခွန်းရှိတယ်ဒါကိုနေပြအမိုးရင်ဘယ်လိုဖြေရှင်းမှာလဲဗောလေဆိုတော့ဒါပထမ Manchester United အတင်းကဒီရာဒီ ပရီးမီးယားလိအဝေးကွင်း၅ပွဲကစားထားတဲ့တပွဲပဲနိုင်ပြီးတော့မှ၂ပွဲတေချာ၂ပွဲရှုံးထားတယ်ဆိုတော့အဝေးကွင်းခြေစွမ်းအရတော့အရန်ကြီးပေါ့လေကျွန်တော်တို့အားရတဲ့အခြေအနေတော့မရှိဘူးဆိုတော့ဒီအခြေအနေကိုတော်တန်ဟော့စပါတင်ရဲ့အိမ်ကွင်းမှာချိုးဖြတ်နိုင်မလားဆိုတာစောင့်ကြည့်ရမယ့်အနေအထားဖြစ်တယ်ဆိုတော့ယူနိုက်တက်တင်ကလက်ရှိကာရက်ဖောင်ကတော့တော်တော်လေးပြန်ကောင်းလာသလိုအင်ဂျူရီကစားသမားအနေနဲ့လည်းမာတီနက်တယောက်ပဲရှိပြီးတော့မှတခြားတော့ key player တွေအားလုံးကကလပ်သင်းနဲ့အတူပူးပေါင်းနိုင်နေတဲ့အခြေအနေဖြစ်တယ် United ကဒါနောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာကျွန်တော်၃ပွဲနိုင်နေတယ်တပွဲတည်းချပြီးတော့တပွဲရှုံးထားတယ်ဆိုတော့ Premier League 10ပွဲကစားထားတယ်ရမှတ်18မှတ်နဲ့အဆင့်၈နေရာမှာရှိတယ်ဆိုတော့လက်ရှိပေါ်လေတာ Premier League Trophy ဆရာအရာကလပ်သင်းတွေကအမှတ်ကွာဟမှုအရန်ချင်းမြောင်းနေတဲ့အနေအထားကြောင့်မို့လို့ United တင်းကအဆင့်၈ဆိုပေမဲ့လို့ကျွန်တော်တို့အဆင့်နှစ်ကတော်တဲ့ဒီပေါ်လေ Manchester City အသင်းနဲ့တောင်နှစ်မှတ်ပဲကွာဟနေတဲ့အနေအထားကြောင့်မို့လို့ တပွဲချက်တပွဲချင်းရဲ့ရမှတ်တွေဟာကျွန်တော်တို့ဒီပေါ့လေဒါဇယားထိပ်ပိုင်းကိုရောက်သွားနိုင်တဲ့အနေအထားကြောင့်မလို့ United အနေနဲ့တော့ဟိုဂယူဆိုင်ရမယ့်အနေအထားဖြစ်တယ်ဆိုတော့ဒါပြင်ကျွန်တော်တို့ဒီ Manchester United အတင်ကတော်တယ် Hotspur အတင်ကစားမိုက်တဲ့ဆိုင်လော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 ကျွန်တော်တို့အနားယူခွင့်ရထားတဲ့အခြေအနေက Devan တာနေတဲ့အနေအထားလို့ကျွန်တော်ကယူဆတယ်တစ်ဖက်ကတော်တယ် Hotspur အတင်ကတော့ Giant မှာ Champion League ပွဲစဉ်အဖြစ် Damon Clark အတင်ဖြစ်တဲ့ Kobin Hagen အတင်ကိုအင်ကွင်းမှာလက်ခံကစားထားပြီးတော့မှ 40ဆိုတဲ့ရလက်နဲ့ဂူပြက်ကိုအနိုင်ရထားတာဆိုတော့အဲ့ဒီပွဲတုန်းကတော့ဒါကျွန်တော်တို့ Toyland Hotspur အတင်းကစားပုံကောင်းလာတဲ့ဆိုင်ရင်တစ်ဖက်ကဒီ COVID ဟင်ကင်တော်တော်လေး performance ပြက်ခဲ့လို့အင်ကွင်းမှာဂူပြက်နိုင်ပွဲရခဲ့တဲ့အနေထားလည်းဖြစ်တယ်ဆိုတော့လက်ရှိဒီရာဒီမှာ Toyland Hotspur တင်းရင်ဆိုင်နေရတာကအဓိက key player တွေအားလုံး injury ဖြစ်နေတဲ့အနေထားဖြစ်တယ်ဆိုတော့ Thomas Frank တို့တော့ခေါင်းရှုပ်စရာအခြေအနေကတိုက်စစ်ကစားမှာဖြစ်တဲ့ Solanki ကျွန်တော် James Madison ကို Kolesky နဲ့ဗောလေဒါကျွန်တော်တို့ Kolesky နဲ့တစ်ဖက်ကကျွန်တော် Bezuma တို့ Manchester United အတင်းနဲ့ ဖွဲ့စဉ်မှာပါဝင်လာဖို့အခြေအနေမရှိဘူးဆိုပြီးဖော်ပြထားတယ်။ Rotterdam Hospital ရဲ့လက်ရှိ current form ကတော့နောက်ဆုံးပြိုင်ပွဲဆို၅ပွဲမှာ၂ပွဲနိုင်တယ်၂ပွဲတည်ကြပြီးတစ်ပွဲအရင်းနိုင်ထားတယ်။ဆိုတော့ Premier League ၁၀ပွဲမှာရမှတ်၁၈မှာရပြီးတော့မှဒါကျွန်တော်တို့ဒီ Premier League ရဲ့အဆင့်6နေရာမှာရက်တည်နေတယ်ဆိုတော့ဒါမဲ့လို့ဒါ Chelsea United နဲ့ Tottenham Hotspur တို့ကရမှတ်16နံပါတ်စီရနေတဲ့အနေအထားကြောင့်မလို့ဂိုးကွာဟချက်ကြောင့်မလို့လက်ရှိအစင်စရာရဲ့6နေရာမှာရှိနေရလဲဖြစ်တယ်။ဒါကြောင့်မလို့အမတ်2အနေအထားမှာ United အသင်းကို ကျွန်တော်ဘောလေးတော်တန်ဟော့စ်ပါတင်ကအင်္ဂွက်မှာအနိုင်ရသွားမလားဆိုတာစိတ်ဝင်စားဖို့ကောင်းတဲ့အခြေအနေရှိတယ်။ဒါပေမဲ့လို့တစ်ဖက်က United အတင်းကတော့ဒီကစားသမားတွေရဲ့အာလက်ရှိ current form အာကျွန်တော်တို့တည်ငြိမ်နေမှုရှိတာရဲ့တစ်ဖက်ကကျွန်တော်တို့ဒီပေါ့လေအာအမတ်ဒီယာလို့အာဒီကျွန်တော်တို့တိုက်စစ်ကစားမဖြစ်တဲ့ဘူမိုအတွဲကတော်တော်လေးအလုပ်ဖြစ်နေသလိုဒါကျွန်တော်တို့ကွင်းလယ်မှာလည်း Bruno Fernandes အပါအဝင်ဒါကျွန်တော်အဓိကကစားသမားတွေအားလုံးက United အတင်းအတွက်ခြေစွမ်းပြနေတဲ့အနေအထားမှာ ကျွန်တော်ဒီတစ်ချိန်မှာတော့ဒါကျွန်တော် Tottenham Hotspur အနေနဲ့ United အသင်းကိုအိမ်ကွင်းမှာလက်ခံကစားရမယ်ဆိုပေမဲ့လို့ပွဲချက်အနေထားတစ်ခုလို့ကျွန်တော်ယူဆတယ်ဆိုတော့ပြီးခဲ့တဲ့ပွဲစဉ်ကိုကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့ တော်တယ်ဟော့စပါတင်က United အသင်းကိုအနိုင်ရတယ်ဆိုပေမဲ့လို့10 10 10ဆိုတဲ့ရလက်မျိုးဂိုးမပြတ်သားတဲ့အနေအထားတွေတွေ့ရတယ်။ဒါကြောင့်မလို့ဒီနေ့ပွဲမှာတော့ဒါကျွန်တော်တို့အပြောင်းလဲဖြစ်သွားကောင်းဖြစ်သွားနိုင်တဲ့အနေအထားလို့ကျွန်တော်ယူဆတဲ့ United အသင်းအဝေးခွင်းနိုင်ပွဲကိုကျွန်တော်တို့ရှာသွားမလားဆိုတာစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့လေ။ဆိုတော့ကြီးရှုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားအလုံးစိတ်ချမ်းသာခြင်းကိုကျွန်မချင်းနဲ့အားလုံးပြည့်စုံကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။